ချီရဲပြည့်တဲ့ကြီးအားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့တင်ဆက်သူဝတ်သုံးပါဒီနေ့မှာတော့ဝတ်သုံးတို့ရဲ့ချစ်ဆုံး channel လေးကနေတင်ဆက်ပြခြင်းနဲ့အပြာရောရသစာပေဇလန်းလေးကတော့ထိချက်ကပြင်းနေဆိုတော့အမောင်ဇလန်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ကဲဇလန်းလေးမစတီခင်မှာတော့ဝတ်သုံးတို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့နဲ့ဘေးနားကနိုတီခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့ဦးနော်နောက်ဆုံးဝတ်သုံးဇလန်းလေးကိုစလိုက်ပါမယ်ကိုမျိုးဝေဖြာကိုမျိုးဝေ ။အော်ပြောပါနဒီနှင်းရဲ့။ဟုတ်လေတော်တော်ကိုလာနို့နော်။အင်းမနဒီနှင်းရဲ့။တေးချာချာလာနို့နော်။ဟွန်း။ကားကစထွက်မှာ၃နာရီဆိုတော့၂နာရီလောက်လာနို့သီလား။အင်းမ၂နာရီ၂နာရီမဖြစ်သေးပါဘူးကိုမျိုးဝေရဲ့။နှစ်နာရီလာတော့တော့နဒီနင်းပြမစင်ပါနဲ့ဆိုတော့သုံးနာရီမှမီပဲနေအောင်မယ်ဒီတော့ဒီတော့မှဖြစ်လဲနဒီနင်းပြောလေမထူးပါဘူးကိုမျိုးဝေရဲ့နဒီနင်းစီတနာရီလာတော့နောက်ပြီးနဒီနင်းကအေးအောင်ထပ်မှတယောက်တည်းအိမ်မှာကိုမျိုးဝေလာတော့ရဲ့လက်တကူဖြစ်အောင ဒီတော့ကိုမျိုးဝေတနာကြီးနိုင်နေင်းကိုလာလို့သိပြီလားသိပါပြီမိဖုရားလေးရဲ့ကိုမျိုးဝေနော်ကိုမျိုးဝေနတိကိုသိမ့်မစားနဲ့ဒါပဲနော်လာမလို့ရင်တော့ကိုမျိုးဝေတောင်းဝင်ပဲအင်းမနိုင်နေင်းရဲ့လာလို့ပါမယ်ကိုမျိုးဝေတရားစိတ်ပြတ်နေမိရဲ့နိုင်နေင်းဆိုတာကကိုမျိုးဝေနဲ့လှုပ်ဖို့ကိုင်းမဲ့တူပါငယ်နေမိကတော့တော်တော်ပေါ့တရုံနဲ့မှအလုပ်တူတူလုပ်ကြသူများပါကိုမျိုးဝေနဲ့နိုင်နေင်းတို့နှစ်ယောက်စလုံးမှလူပြိုလ်ပြိုများဖြစ်ကြတယ်ကိုမျိုးဝေကလည်းတို့ခဏခဏထွက်ရတယ် ဒါပေမဲ့ကိုမျိုးဝေကတွေ့ကြုံနေစုံလင်တဲ့လောက်စုံနေ။နောက်ပြီးကိုမျိုးဝေပေါင်းတင်တဲ့လူများကစီးပွားရေးမှာထိုက်လာအောင်တဲ့သူများဖြစ်ကြတယ်။ဒီထက်ကိုမျိုးဝေမှာတခြားလူများထက်ဆိုင်ရင်ပိုပြီးတွေ့ကြုံရှိရဲ့။ရုံမှာရှိတဲ့လောက်ပေါ်ကိုင်ခဲများထဲမှာတတိနည်းကကိုမျိုးဝေကိုဦးစားပေးဆုံးမှာပဲ။ရုံတော်ထမင်းကြိုင်ထည့်လာပြီးကိုမျိုးဝေနဲ့အတူတူစားတယ်။လက်ဖက်ဆိုင်ထိုင်နေကိုမျိုးဝေတော့ကအမြဲတမ်းကပ်ပါလာတယ်။ဘာပဲလုံးလုံးပဲကိုသွားသွားတတိနည်းကကိုမျိုးဝေကိုခေါ်လို့ရှိရဲ့။ကြတော့ကိုမျိုးဝေစိတ်ပြက်လာမိတယ်။ကိုမျိုးဝေစိတ်ပြက်တယ်မှလည်းတခြားမဟုတ် ကိုမျိုးဝေကနေမနေပြီးတော့လှုပ်လာလို့သူဖြစ်ပါတယ်။နေမကိုမျိုးဝေရဲ့ချစ်သူရှိရဲ့ဒီတွက်ကိုမျိုးဝေကနေဒီနေ့နဲ့မညင်အောင်ရှောင်နေခြင်းပါပဲ။အရင်နေ့ကတော့ဘလို့ရှောင်ရှောင်ကိုမျိုးဝေကိုအမိရာတွက်ဖက်ထားတယ်။ဒီတွက်ကိုမျိုးဝေမှာနေဒီနေ့ကိုစိတ်ပြတ်မိခြင်းမှာနေမရှိရဲ့ချစ်သူသားမရှိရင်တော့ကိုမျိုးဝေမှာနေဒီနေ့ကိုချစ်ပစ်လိုက်မှာမလဲအေကံပါပဲ။နေကချစ်သူကိုတနာတာကြောင့်နေဒီနေ့တိတ်မပတ်တတ်အောင်နေနေရခြင်းပါပဲ။ဒါပေမဲ့နေဒီနေ့ကတော့ကိုမျိုးဝေမှာကိုမျိုးဝေဖြစ်နေရင်အခုလည်းကြည့်ပါဦး။ မနေ့ဆိုရင်ကိုမျိုးဝေတို့တရုံလုံးဖျားဖို့သွားဖို့စီစဉ်ထားပြီးဖြစ်တာကြောင့်ဒီတော့မနေ့၃နာရီကောက်ထမီဖြစ်တော့နေ့ဒီနေ့ကကိုမျိုးဝေကိုလာနှုတ်ဖို့ပြောနေချိန်မှာပြောပုံကကြည့်ပါအောင်အရောက်ထမတယောက်တည်းအိမ်မှာကိုမျိုးဝေလာနှုတ်ရင်အစင်းသိဖြစ်အောင်လို့ဆိုတဲ့စကားကကိုမျိုးဝေမှာရှောင်းလို့မလို့တော့မှန်းသိလိုက်တယ်။နေ့ဒီနေ့ဆိုတာတော့လည်းကြည့်ပါအောင်ပပူမမေမကြောက်မကြာနေခဲ့ရတဲ့သူမရဲ့အလှကဖြူစင်ဝင်းတန်ပြီးတော့အသားရည်များနဲ့ပတ်ဖို့ထားတယ်မိုင်းဝင်းမီနှမောင်နေတဲ့ဒီနေ့ရဲ့မျိုးလုံးအစုံကထားဝစီရီဝေရှွန့်လက်နေပြီးနှာတိုင်းကြကြ သက္ကနလာများနဲ့ပေါင်းဆက်လိုက်ပါကဆန့်ကျင်ဘက်ယောက်ျားများတဲ့အားကြောင့်လေးဘုံဝယ်ဖြစ်နေဒီနေ့ရဲ့ရှင်သားမမို့ညဉ့်ညများလေးကစုမမို့နဲ့တင်းတင်းလုံးလေးရှိနေပြီးခါမှလည်းအစီကင်းသာချစ်လက်သေးတဲ့နေသွေနဲ့တဲ့သေးတဲ့နေခါရိုက်ပွားမှကားဆိုပြီးဆင်းလာတဲ့တင်းသားကြီးများကလည်းတင်းရင်နေပြီးခိုင်မာတတ်စင်တဲ့ပေါင်လုံးတို့တို့ကြီးနှလုံးကကြမ်းမာရေးကောင်းခြင်းလက္ခဏာကိုထင်ရှားရှားပြနေရဲ့အတွေ့အကြုံများအရတော်ရဲ့လှပါတွေကဘယ်သူတဦးတယောက်ကမှရှားရင်ပိုင်ဆိုင်ခြင်းမရှိတဲ့ကြောင်းကိုမျိုးဝေးသိနေရဲ့ ။နေမရှိသူများနာကြောင့်ကိုမျိုးဝေနဒီနေရဲ့ရေလာမြောင်းဝေလုတ်သမားကိုအမြဲတမ်းအန်တုရှောင်ဝဲခဲ့တာကြီးပါပဲ။ကိုမျိုးဝေဖို့နဒီနေကမစားကောင်းတဲ့တတိတလုံးသာဖြစ်နေတော့တယ်။ဒါပေမဲ့ကိုမျိုးဝေအရာကနိုးတော့ည7နာရီရှိပြီ။ညာဦးကလေးကခီးသွားဖို့ပြင်ဆင်ပြီးတာကြောင့်မျက်နှာတည့်သွားတိုက်ပြီးခီးဆောင်အိတ်ကိုယူပြီးအိမ်မထွက်လာခဲ့တယ်။နဒီနေကိုနှိုးပြီးစုရက်သူသွားရမှာဖြစ်တာကြောင့်နဒီနေရဲ့နေအိမ်ကိုထွက်လာခဲ့တယ်။နဒီနေတို့အိမ်ခြံတကားကတက်တာကားနဲ့ဖြစ်ပြီးအပေါ်မှာဂျိန်းနဲ့ ချိတ်တွဲပိတ်ထားတာဖြစ်တာကြောင့်အကြောင်းသိနေတဲ့ကိုမျိုးဝင်းကအသာဝိမိအိမ်ထဲကိုဝင်လာလိုက်တယ်။အိမ်တကားကိုရောက်တော့တကားရှိမှခဏရပ်ပြီးအခြေအနေစောင့်ကြည့်လိုက်တယ်။နဒေနဲ့တော့အိမ်ကနှစ်ထပ်အကြီးဖြစ်တယ်။တိုက်ခံသဘောမျိုးတိဆောက်ထားတာဖြစ်တော့အောက်ထပ်မြေမှာလက်ကုတ်တစ်ဖောင်ခံပြင်းနေဒီအတွက်အောက်ထပ်ကလှုပ်ရှားမှုတွေကိုအပေါ်ထပ်မှာလုံးဝကြားခြင်းမရှိသလိုအပေါ်ထပ်မှာလှုပ်ရှားမှုများကိုလည်းအောက်ထပ်ကလုံးဝမကြားရဘူး။နဒေနင်းကအမေတယောက်ထက်တာရှိပြီးအဖေဖြစ်သူမှာနဒေနင်းဆယ်နှစ်သမီးအရွယ်မှာဆုံးပါသွားတယ်။ တော်တော်အမေမှာဈေးထဲမှာအထည်ဆိုင်ဖွင့်လေထားတာကြောင့်အိမ်နေမပြတ်စားနိုင်တောင်းနိုင်တဲ့နေထားမှာရှိနေတယ်။အဲ့ဒီချိန်ကလေးကတော်တော်ကိုပေါ်လာဖို့ပြီးစားသင်စေခဲ့တာမှာနေဒီနေ့တက္ကသိုလ်တက်ပြီးရဲ့ထီပါပဲ။အဲ့ဒီနေဒီနေ့မှာလွတ်လပ်ပေါ်လင်းပြီးရဲတင်းတွက်လန်နေတယ်။အလုပ်ဝင်ခဲ့တဲ့နေဒီနေ့အနေနဲ့အိမ်မှာနေတဲ့အခါလွတ်လပ်လန်နေကြတာကြောင့်အမေဖြစ်သူကိုအပေါ်ထက်နေနေစေပြီးသူမကတော့အိမ်ရောက်ထပါနေခဲ့တယ်။တော်တော်အမေကလည်းအဲ့လိုနေရောက်အောင်ကြိုက်သူဖြစ်တယ်။ မုံနာကလေးကပဲတော်တော်အမေမှလွတ်လပ်လပ်နေတော့တာကြောင့်တော်တော်ကိုပေါ်လာဆောင်အမေပို့ထားခြင်းပါပဲတော်တော်ကိုပေါ်လာဆောင်ပို့ထားချိန်မှာတော့တော်တော်အမေကဈေးထဲမှာရှိဆိုင်ပိုင်ရှိအိမ်တော်သားနဲ့၎င်းတက်လန်းကျော်မှာအိမ်တော်သားနဲ့၎င်းဆက်လက်များဖန်တီးနေတယ်။နေဒီနေပြန်ရောက်တော့တော်တော်အမေမှနေဒီနေရိပ်မိသွားမှဆိုတော့ကြောင့်ခဏငြိမ်သက်နေလိုက်တော့လေအခါဖိသိမာကအိမ်တွင်တွေ့ဆုံတတ်တယ်။နေဒီနေကလည်းခပ်ပါးပါးလေးဖြစ်တာကြောင့်သူ့အမေဘလို့ပုံချိုးနေရဲဆိုတာကိုရိပ်မိတယ်။အမေဖြစ်သူနဲ့အိမ်တော်သားယောက်ျားနေရောင် အဲ့လိုတွေးဆမှုကိုလည်းသိလာရတယ်။ခင်မီပွင့်နေတဲ့မိကလေးဖြစ်တာကြောင့်သူမမိကိစ္စကိုအသာလေးထားခဲ့တယ်။အဲ့ဒီနေ့မှခင်မီပွင့်နေတော့လေကြီးစားမထားခဲ့ပဲယောက်ျားလေးတငယ်ရဲ့သာ ထားခဲ့တာဖြစ်လို့သူမကိုသူမထိန်းထားခဲ့တယ်။ခုံမျိုးကိုရုံးမှအတူတူလောက်ပေါ်ကိုင်းပဲဖြစ်မြင်လာရင်ကခုံမျိုးကိုချစ်ခင်တွေ့ထားစီများဖြစ်ပေါ်လာမိရဲ့။အားပြင်းတငယ်ချင်းလိုပဲဆက်ဆံဆောင်ရွက်ခဲ့ပေမဲ့တငယ်ချင်းထက်ပိုတယ်စိတ်ချရတယ်ယုံကြည်ရတယ်ဒါကြောင့်မလို့လေကိုမျိုးဝေကိုအိမ်လာလို့ပြောထားခြင်းပါပဲအဒီနေအဒီနေ ။အဒီနေ့ကိုမျိုးဝေကအသက်ခောက်အောင်နဲ့တကောင်းဝစီတို့ကပ်ပြီးခေါ်လိုက်တယ်။အတွင်းမှာလှူရှားတယ်မကြားရတာကြောင့်ထပ်ပြီးခေါ်လိုက်ပြန်တယ်။အဒီနေ့အဒီနေ့ဟေးရှင်ကိုမျိုးဝေလားလာပြီလာပြီ။အဒီနေ့ကြားလိုက်ပြီးဖြစ်တာကြောင့်ထူးထန်ကိုကြည့်ပြီးကိုမျိုးဝေမှတ်ချက်ချလိုက်တယ်။အိမ်ရောက်တဲ့မိကြောင်ဖြက်ခနဲလင်းလာပြီးအောက်ထပ်တစ်ခုလုံးလင်းလင်းချင်းချင်းရှိသွားတယ်။ကိုမျိုးဝမှာအိမ်ထဲလှမ်းကြည့်လိုက်ရတော့မယ်ဒီနေ့တည်းကအိမ်ခန္ဓာကားကိုဖွင့်ပြီးထွက်လာတာကိုတွေ့လိုက်ရတယ်။ ဲလိုထွက်လာရမှာအိတ်ခန်းတကားဖွင့်တတ်ပြီးအိတ်ခန်းရှိသူရောက်မှထမင်းကိုဖြန့်ဝင်လိုက်တယ်။ကိုမျိုးဝေအတွက်တကားဖွင့်ဖို့အလင်းစလိုနိုင်စွာနဲ့ထွက်လာပြီးထမင်းချုပ်ခန်းကြီးဖြစ်ထားကြောင်းအိတ်ခန်းရှိရောက်မှဝင်လိုက်ခြင်းဖြစ်တော့သူမရဲ့ရေစီအိမ်ကြီးအောင်မှပိုက်သားဝင်လေးပေါ်သွားတာကိုသူမမြင်လိုက်တယ်။ကိုမျိုးဝေမှာနေဒီနင်းကကပိုကိုယိုဟန်လေးနဲ့ရှင်ထဲမှာကနာလေးထားချလာရတယ်။ကိုမျိုးဝေကလည်းစောလိုက်တာမစောပါဘူးနေဒီနင်းရဲ့ဘာကိုမစောရမှာလဲ။ခုက၁၇နှစ်ခွဲပဲရှိသေးတာ။နေဒီနင်းကအိတ်ပြောတာမကြသေးဘူး။ အဲ့ဒါဆိုကိုမျိုးဝေပြန်တော့မင်းနေဒီနေ့မှသာနေဒီနေ့လာတော့အဲ့လိုတော့မလုပ်ပါနဲ့ကိုမျိုးဝေရေလာပါဝင်ပါဝင်ပါနေဒီနေ့ကတကားတော့အပြည့်လာဖွင့်ပြီးတော့ဖွင့်ပေးလိုက်ပြီးကိုမျိုးကိုဝင်လာစီရင်ပြီးရင်နောက်မှာတော့နေဒီနေ့ကအနောက်မှာလိုက်ဝင်နေနေဒီနေ့ရဲ့အိတ်ခန်းနဲ့တကားဝါကြာကောင်းရဲ့ဘက်မှာစက်တီခုံများထားရှိရေကိုမျိုးဝေကစက်တီထိုင်ခုံများမှာဝင်ထိုင်လိုက်တယ်နေဒီနေ့ကစက်တီထိုင်ခုံဝင်မှာမထိုင်သေးပဲမတ်တယ်ရင်နေတယ်ကဲစောသေးရင်ခဏလောက်ထိုင်မအောင်လိုက်ရင်နေဒီနေ့အင်းရပါတယ်ကိုမျိုးဝေရပါတယ် ပြပြဆူဆူနဲ့ကိုမျိုးဝင်တဲ့မျက်နှာချင်းဆိုင်စက်တီပေါ်မှာနေဒီနင်းကဝင်ထိုင်လိုက်တယ်။ကိုမျိုးဝင်မှာနေဒီနင်းစီကိုကြည့်ရောက်ပြီးနေဒီနင်းတစ်ခုလုံးကိုတင်ကြုံကြည့်လိုက်တယ်။ဘလို့စကားမျိုးမှမဆိုပဲချိန်နေကြတယ်။နေဒီနင်းကညအိတ်ဝတ်တာကြောင့်ထမီတပတ်နွလေးနဲ့သာဖြစ်နေရဲ့။ရေသေးဘလောက်လက်ပြက်လေးကိုဝတ်ထားလာမှလဲအောက်မှာခုတ်ခံမပါရှိတာကြောင့်ချေးသေးသေးများကလည်းအိမ်ကြီးပေါ်မှာကြည့်ရင်လည်းအရာပြေးလျက်တည်တသာထင်ရှားနေတယ်။ပြုတ်ထွက်သွားတဲ့ချေးသေးများကိုပြန်မထွက်လာတာကြောင့်သူမရဲ့ရင်းစုံဝင်းလေးများကပေါ်ထွက်နေတယ်။ ။သပင်းကိုနောက်မှတပတ်ရှူလေးထုံထားပြီးမျက်နှာပေါ်မှာပခွက်ချားလေးကတဝက်တစ်ပြက်သာပပလေးရှိတော့တယ်။အရာကနိုးစားလည်းဖြစ်အဝိစားကပကွေနဲ့ဖြစ်တာကြောင့်လာမဲလာနေတဲ့နဒီလင်းကိုစူးစိုက်ပြီးတစိမ့်စိမ့်ကြည့်နေရဲ့ကိုမျိုးဝင်ကြောင့်နဒီနဲ့မျက်နှာလေးရှက်စနိုးဖြစ်သွားရတယ်။ကိုမျိုးဝင်ဘာကိုကြည့်နေတာလဲ။နဒီနဲ့ရှက်တယ်ဘာပြောမလို့လဲ။ဟိုရေတစ်ခွက်လောက်ထားများကိုမျိုးဝင်ရဲ့နဒီနဲ့ခတ်ပေးပါမယ်။အင်းအင်း နေဒီမှာသမဟာကုမျိုးဝေကတစိမ့်စိမ့်ကြည့်နေတာကြောင့်လကအဝေးချင်မှာညဘက်ဖြစ်တာကြောင့်တိတ်ဆိတ်ငိမ့်တဲ့လျက်ရှိကြကြောင်းတကြောင်းယောက်ျားလေးတခုနဲ့ရှိမှာတန်ကြာထိုင်နေရတာကြောင့်လည်းသမရဲ့စိတ်ထဲမှာမျိုးပြင်မသိခံစားမှုလေးတခုကရှင်နေတော့ရောက်လာတယ်။ဒီတက်ကုမျိုးဝေတယောက်သမကိုမြင်တွေ့ပြီးဆန္ဒတွေထကြနေတာကိုသိရှင်တွေ့မြင်ရတာကြောင့်စောစောကရှင်နေကဖြစ်ပေါ်လာတဲ့အမျိုးပြင်မသိရဲ့ခံစားမှုများကနေဒီနေ့ရငုတ်ရှုံနေတဲ့စိတ်ညာကိုထကြလာစေတော့တယ် ီအတွက်ရေလာမြောင်းဝေးအနေနဲ့ကိုမျိုးဝေကိုပြောလိုက်ပေမဲ့ကိုမျိုးဝေကရေတစ်ခွက်တောင်းလိုက်တာကြောင့်ကိုမျိုးဝေကြီးအောင်မထိုင်ရင်စတိထိုင်ကုန်မှထားပြီးရေဦးစင်ရှိရာကိုရှောက်လာလိုက်တယ်။ဖျားဖို့မလိုက်ဖြစ်နေတဲ့နေပါစေတော့ကိုမျိုးဝေတယောက်သုံးပါးကိုချင်ရတဲ့အလွန်ကြီးကြီးရဲ့အချိန်မှာဖြစ်တယ်လို့တွေးပြီးမူရမာယာသုံးလိုက်ခြင်းပါပဲ။တောင်ရေဦးစင်မှာရေတစ်ခွက်ခတ်ပြီးပြန်ထွက်လာတဲ့နေဒီနဲ့မှာကိုမျိုးဝေစီတို့ကြည့်လိုက်ရမှာတော့ကိုမျိုးဝေရဲ့ချိန်များကဆိုင်ကြည့်နေတာကြောင့်ရှင်ထဲမှာထိတ်ကနေနဲ့နှွေးကနေဖြစ်သွားပြီးပိုရိပ်ထားချလာရတော့တယ် ကျော်ကိုမျိုးဝေတောက်ကိုမျိုးဝေထိုင်နေရနေရာသို့ရောက်တာနဲ့အဲ့ဒီနေ့ငါရေခွက်ကိုလှမ်းပြီးကိုမျိုးဝေကိုပေးလိုက်တယ်။ကိုမျိုးဝေရဲ့မျက်နှာကိုလည်းရှီတီတီကြီးတလဲနဲ့ကြည့်ပြီးတော့နေလိုက်တယ်။ကိုမျိုးဝေကရေခွက်လှမ်းယူလိုက်ပြီးအဲ့ဒီနေ့ရဲ့လက်များနဲ့ထိတွေ့မိလိုက်တာကြောင့်နှုတ်စလုံးရဲ့ရှင်နဲ့မျိုးမရလေးဖြစ်သွားရတော့တယ်။ကိုမျိုးဝေကရေခွက်လှမ်းယူပြီးတောက်လိုက်ပြီးတော့ဖန်ခွက်ကိုစပွဲပေါ်တင်လိုက်တယ်။အဲ့ချီဒီရက်နေတဲ့ဖြစ်နေတဲ့ဒီနင်းကိုရီဝေမျက်နှာနဲ့လှမ်းကြည့်လိုက်တယ်။အိုးကိုမျိုးဝေ။နေဒီနင်းရဲ့မျက်နှာအနေထားမှာ က်ကြနေပြီးကိုမျိုးဝေရအရန်တောင်းပန်တဲ့ရဲ့ရောင်လေးတွေကိုတွေ့မြင်ရတာကြောင့်ကိုမျိုးဝေမှာပြုံးကနေထားပြီးအဲဒီနင်းကိုလှမ်းဖက်လိုက်တယ်။အဲဒီနင်းမှာကိုမျိုးဝေရမြှုပ်ဆဲမိပေမဲ့အခုလိုမျိုးကြီးပြုံးသားကြီးဖြစ်သွားတာကြောင့်လှမ်းပြီးရေရွတ်မိတယ်။ကိုမျိုးဝေမှာထိ ंछ ုပ်ထားသမျှအားလုံးကိုလွှတ်ချလိုက်တယ်လို့နဲ့အဲဒီနင်းရဲ့ခေါလုံးကိုလှမ်းဖက်ပြီးအဲဒီနင်းရဲ့ပါးပြင်းများကိုဖေးဖေးညာပြလိုက်တယ်။အဲဒီတည်းမှာတစ်ခေါလုံးကြက်သီးတစ်ဖက်ဖက်ထားသွားပြီးရင်းနေတဲ့တိုင်းလုံးခုံလေးရဲ့မောလာတဲ့လိုကြီးဖြစ်လာတာကြောင့် ိုမျိုးဝေရဲ့ကြောပြေကိုလက်နဲ့ဖက်ပြပြန်လဲတိုက်ဖက်လိုက်ရတယ်။နေဒီနေဟေးကိုမျိုးဝေသူ့တော်ကိုချစ်တယ်ကွ။နေဒီနဲ့ကိုမျိုးဝေကိုချစ်တယ်။ဒါဆိုပါလိုက်ရင်ကိုမျိုးဝေဟိုအရန်ချစ်တော်မယ်နော်။ချစ်ပါကိုမျိုးဝေရဲ့ချစ်ပါ။ကိုမျိုးဝေချစ်ပါကိုနေဒီနဲ့ကအမြဲစောင့်မျှော်နေရတာပါ။ဒါဆိုခိုင်းနေတော့မယ်နော်။သွားလေကိုမျိုးဝေကိုမျိုးဝေမှာတော့ကသူ့ရဲ့ချစ်သူကိုတော့တတိမရတော့ဘူး။နေဒီနဲ့ကိုချစ်ခွင့်ကြုံရိုက်ဖြစ်တာကြောင့်ချစ်လိုက်ရတာစိတ်ထဲမှာရှိနေတော့တယ်။ဒီနေ့ရဲ့အိမ်ခိုင်ထဲမှာတော့ ဝေးချောင်းကထွန်လာတာကြောင့်လင်းချင်းနေတယ်။နေရံတစ်ဖက်မှာလက်ဒီနဲ့အိတ်တဲ့ကရင်ရှိပြီးဆန့်ကျင်ဘက်မှာမှန်တဲ့ကုန်းရှိနေတယ်။ကရင်နဲ့မှန်တဲ့ကုန်းကြားမှာစားရေးသပွဲတစ်လုံးရှိနေတယ်။အိတ်ခန်းထဲရောက်တော့ကရင်စီမရောက်ခင်မှာပဲသူ့ရဲ့ရင်ခွေတွေကိုဆွဲသွင်းဖတ်ထားလိုက်တယ်။နေဒီနေ့ကလည်းကိုမျိုးရဲ့ရင်ခွေတွေတို့အလိုက်တင်နေဝင်ရောက်လာရကခေါင်းလေးကိုမော့ပေးလိုက်တယ်။နေဒီနေ့မှာစိတ်ကနေစိတ်နဲ့ခံစားသွားရတယ်။နေရာစလုံးမျက်စိမိထားပြီးခံစားနေရတာကြောင့်အသက်ရှူတဲ့အများပြင်းထန်လာကြပါပြီ။နေဒီနေ့ရှင်းကိုမျိုးဝင် ကုံမျိုးကြီးချစ်တော့မယ်နော်အင်းမချစ်ပါကုံမျိုးကြီးချစ်ပါမယ်ဒီနေ့ရဲ့ level လေးတွေကိုထွန်ရက်ဖို့စားလိုက်ချိန်မှာတော့မယ်ဒီနေ့မျိုးလုံးလေးများမိတ်ဆင်ထားလိုက်တယ်ကုံမျိုးကြီးမှာတဖြည်းဖြည်းနဲ့ထွန်ရက်ဆိုင်ပြိုခြင်းအရှိန်ပါလာပြီးနှစ်ဦးသားမိကုံရန်ကုံကိုထွန်ရက်ဆိုင်ပြိုနေကြပါတော့တယ်ကုံမျိုးဝင်တဲ့ဒီနေ့မှာအဲ့ဒီနေ့ကဖျားဖို့မလိုက်ဖြစ်ကြတော့ပါဘူးကဲဒီချက်ကပြင်းတဲ့ဇလန်းလေးကတော့ပြီးဆုံးပါပြီဘောတုံနဲ့တူလိုက်ပါစီမျောခံစားပေးခဲ့ကြတဲ့အချက်ဆုံးပြည့်တဲ့ကြီးကို चीज उठिया मारे नौ